ဗုဒ္ဓဘာသာအနွယ်ဝင်သူတော်စင်အပေါင်းတို့ရှင်ဗုဒ္ဓဝင်အစာဗုဒ္ဓဖျားရှင်ပွင့်ထောတော်မူခဲ့ရာဒေတာကအစာပြုလို့မူလနောက်ခံတမိုင်းကြောင့်အမှန်ကို တင်ပြရမယ်ဆိုရင်ခေါရမဗုဒ္ဓဖျားရှင်ဟာမဟာတက္ကရိတရား၃ခုနှင့်ကဆုံလားပြင်းနေမှာတပ်ပိညုတာရွှေဉဏ်တော်ကြီးကိုရရှိအောင်မြင်တော်မူပြီးအပရာဇိတာရွှေပလင်တော်ကိုတတ္ထာနာဆိုတဲ့ခုနှစ်ဌာနမှာတဌာနကို9ရက်ဖြင့်တတ္တာတတ္ထာဆံတော်မူပါတယ်။ 49ရက်ပြည့်မြောက်တဲ့ဝါဆိုလာဇန်9ရက်နေ့မှာတော့ပောက်ခရရေမျိုးသားတဖုတ်သားနဲ့ပလိကကုံတဲ့ညီနောင်တို့ဟာလဲလုံးမင်းရဲ့မဗုဒ္ဓဖရာရှင်ကိုဦးဦးဖြားဖြားဖူးမြော်ခွင့်ရရှိပြီးဆုံးဦးကလူကဒွေဝါစိတ်ကတရဏဂုံကိုဖရာရှင်ထံကခံယူစောင့်တည်ပြီးတဲ့နောက်စံတော်ရှိစုရတော်မူခဲ့ပါတယ်။ဗုဒ္ဓဖရာရှင်ကိုဦးတင်ဖူးမြင်ခွင့်ရရှိခဲ့တဲ့ကုသိုလ်ထုတဲ့ညီနောင်တို့ဟာဗုဒ္ဓဥပဒကအစမြမာကဆုံးဦးအစမြမာက တရဏဂုံတီလခံယူမှုအစဒို့မြမကပထမရေလို့တင်စားဂုံယူရလောက်အောင်ဘုဒ္ဓဝင်မှာစတင်ကြရမှာဖြစ်ပါတယ်ဆန္ဒဦးပူဇော်ခွင့်ရရှိကတပေါင်းလာပြည့်နေမှာတော့ဩကလာပမင်းကြီးနဲ့မြတ်စံတော်ဦးရပုံထုခဲ့တဲ့တပုတ်သားနဲ့ပလိကညီနောင်တို့ဦးဆောင်ပြီးပြည်သူများရဲ့လဝါနဲ့တင်ဂုတ်တရာကုန်းတော်ထံမှာဂေါရမဖះရှင်ရဲ့စံတော်နဲ့အတူ ကောက်ကတန်ဖះရှင်ရဲ့တောင်းဝေးတော် ကောနာဂုံဖုရားရှင်ရဲ့ရေစစ်တော်နဲ့ကတ္တဖဖုရားရှင်ရဲ့ရေတနုတ်သင်္ကန်းတော်တွေကိုထည့်သွင်းထားပနာပြီးညံတော်44တောင် ပေအားဖြင့်66ပေရှိတဲ့စံတော်ရှင်စေတီတော်ကိုတည်ခဲ့ပါတယ်။မြန်မာနိုင်ငံတော်ကိုဗုဒ္ဓသာသနာတော်ကြီးအအူးဆုံးရောက်ရှိမှုနဲ့အတူမြန်မာနိုင်ငံရဲ့စေတီတီထားကိုးွယ်ခြင်းကိုအစပြုခဲ့ပါတယ်။ ခက်ဆက်ဆက်မင်းဆက်ဆက်အစင်စင်မွန်းမှန်ပြင်ဆင်ခဲ့ကြတဲ့ဇေဒီတော်ကြီးဟာညံတော်326ပြည်မြင်ပြီးကပ္ပအံွယ်များထဲမှာတပါပါဝင်ဖြစ်တဲ့ရွှေတကုံဇေဒီတော်ရင်လို့ထင်ပေါ်နေခဲ့တာဖြစ်ပါတယ်ရှင်ဒီကနေ့ရန်ကုန်မြို့ကြီးကိုလေကြောင်းခီးက၎င်း၊ရေကြောင်းခီးက၎င်း ကုန်းချောင်းခီးတို့ကလည်းကောင်းလှမ်းမြို့ကြည့်လိုက်မယ်ဆိုရင်တော့ပထမအဦးဆုံးမြင်တွေ့ရမယ့်အရာဒီကရွှေတကုံဇေဒီတော်ကြီးပဲဖြစ်ပါတယ်။ကုန်းတော်အမြင့်ပေ190ဇေဒီတော်ရဲ့ညံတော်326ပေရှိတဲ့အတွဲမိုးမောင်းနေတဲ့တောင်ထွက်မှာစိမ့်ဆူညုံမောင်းတဲ့တစ်တော်တွေရဲ့အလဲကရွှေသားတောင်ထွက်ကြီးကိုရွှေတောင်ငယ်တွေဝန်းရံထားတဲ့အလားကြွားကြွားဝင့်ဝင့်ငွားငွားဆွင့်ဆွင့်ပူးတွေ့ပူဇော်ကြရမှာဖြစ်ပါတယ်။ တကယ်တော့ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်ဖြစ်တဲ့ရွှေတဂုံဇေဒီတော်ကြီးဟာမြန်မာနိုင်ငံတမိုင်းကျောင်းရဲ့တက်တည်အရာလဲတည်ခဲ့ပါတယ်။ဇေဒီတော်ကြီးဟာရန်ကုန်မြို့မှာတည်ရှိပြီးရန်ကုန်မြို့ဟာစစ်လန်းကျတဲ့အတွက်ကြောင့်၎င်းဇေဒီတော်တည်ရှိရာကုန်းမြေဟာစစ်စခန်းချဖို့ခိုင်မာပြီးအချက်အချာကျတာကြောင့်၎င်း1824ခုနှစ် ထမအင်္ဂလိပ်မြန်မာစစ်ပွဲနဲ့1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွေအတွင်းမှာအင်္ဂလိပ်စစ်တပ်တွေဟာအကုန်လုံးကိုအခိုင်အမာပြုပြီးတက်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ရွှေဒဂုံစေတီတော်ကိုသိမ်းပိုက်မိခြင်းဟာနေထဲလူမြန်မာနိုင်ငံအောက်ပိုင်းကိုပုတ်ဆိုးခွင့်ရရှိခြင်းပဲဖြစ်ပါတယ်။နေထဲကိုလိုနီစနစ်စုံးနဲ့ဒီစနစ်စိုးကိုမြန်မာတို့ခုခံတော်လှန်မှုစီလုံးအားထုတ်ခဲ့ကြတဲ့အဖြစ်တည်း ဇေဒီတော်ကြီးရဲ့အရေးအာဝါဒမှာပဲနေချဲ့တူစန့်ကျင်တိုက်ပွဲဝင်မှုအောင်မြင်နေခဲ့ကြပုံနေနေချဲ့စန့်ကျင်ရေးအမျိုးသားလူမျိုးရေးကိုဥတီချက်ရှိတဲ့အမျိုးသားနေအခမ်းအနားတွေကျင်းပပြုလုပ်ခဲ့ပုံနေ1946ခုနှစ်ဇန်နဝါရီလမှာဗိုလ်ချုပ်အောင်ဆန်းကဖဆပလပြည်လုံးကျွညီလာခံသဘင်ကြီးကျင်းပခဲ့ပုံနေစသဖြင့်ဇေဒီတော်ကြီးဟာ မြန်မာနိုင်ငံသားအားလုံးတို့ရဲ့ကောင်းမှုဆိုးမှုတန်ကြမ်းမှအနိုင်မြင့်တွေကို တွေ့မြင်ခဲ့ရပြီးဒီလိုအခက်အခဲအကြက်တဲ့အမျိုးမျိုးတွေကို တိုင်းတရာအားထားရာအရေးအဝါသားလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားအားလုံးတို့ရဲ့ဘဝနဲ့တရားတဲ့တပွဲရှိလာခဲ့ပါတယ်။ရွှေရကုံစီရီတို့အထက်က 86ကားရက်ရှိတဲ့စိန်နှုံကြီးကိုဗဟုပြုပြီးစိန်ပွင့်ငယ်ပေါင်းများစွာဝန်းရံထားတဲ့စိန်မှုတော်ကြီးနဲ့ဒါနရှင်တို့ရဲ့ဂလောဝတ်တန်းစာယရနာတွေကိုမြမမှုအမှုလက်ရာတို့နဲ့ထုံထွန်းထားတဲ့မျက်မနာတော်ကြီးကိုတရားပွားလို့ရှူစားနိုင်ကြပါတယ်1999ခုနှစ်မှာ က်တမ်းအပြင်128နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တဲ့မင်းတော်မင်းတရားကြီးတင်းနှူပူဇော်ခဲ့တဲ့ထေတော်ကြီးဟာကာလရာသီပြောင်းလို့နှစ်ပြည့်စေတာကြာညောင်းလာတဲ့အခါမှာတဘာဝရာသီဥရုဒဏ်ကြောင့်ပျက်စီးလာခဲ့ပါတယ်။ဒါကြောင့်လဲနိုင်ငံတော်အေဂျင့်တာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထံမှာထီတော်ဘုံအစဉ်စဉ်ကိုပြန်လည်ပြုပြင်မွမ်းမံပြီးရွှေဒဂုံဇေယျတော်မြတ်ကြီးကို1996ခုနှစ်ဧပြီလ4ရက်နေ့မှာထီတော်ပထမဘုံအစဉ်ကို၎င်းဧပြီလ5ရက်နေ့မှာ ထီတော်ဒုတိယတတိယနဲ့သရုပ်ထဘုံအစဉ်ကို၎င်းအေပြီလ6ရက်နေ့မှာတော့ထီတော်ပြင်စမဆတ္ထမနဲ့တတ္တမဘုံအစဉ်တွေကို၎င်းအောင်မြင်စွာတင်လူပူဇော်ခဲ့ကြပါတယ်။ထီတော်မှာတင်လူထားတဲ့များပြားလာစွာသောယန္နာတွေနဲ့အတူဆဲလဲအမျိုးမျိုးကိုလည်းထီတော်မှာချိတ်ဆွဲ ပူဇော်ထားပါတယ်။ဗရာတိတဆွေဝါတန်တိတပြီဝါဆိုတဲ့ဆိုယိုစကားနဲ့အညီ တာယာဝါပြောတဲ့နမိတ်ကိုစောင်းတဲ့တန်တေခေါင်းလောင်းတွေကိုမပြောင်းမလဲရှင်မြဲနေရမှာပူဇော်ထားရှိပါတယ်။ဖယားခုတွေအထူးစိတ်ဝင်စားတဲ့တန်တေဆဲလေးတွေဖြစ်တဲ့ဥအောင်ကောင်းမှုတန်တေဆဲလေးမင်းမြတ်ဆက်ကြကောင်းမှုတန်တေဆဲလေးမင်းတော်မင်းတရားကြီးပြုပြင်လှူဒန်းတဲ့တန်တေဆဲလေးစတဲ့ဆဲလေးတွေဘုကကကြီးစားတွေဟာရွှေကုံဇေယျတော်ကြီးရဲ့တမိုင်းအတွက်သာမက နိုင်ငံတမိုင်းအတွက်ပါအဖို့အနက်ကထိုက်တန်လာပါတယ်။ ဗောဓဘာသာဝင်သူတော်စင်အပေါင်းတို့အတွေ့တသက်မှာတခါပင်ကြုံကြိုက်ခဲလာတဲ့ရွှေထီတော်တင်းနူပူဇော်ဝဲမှာမြမာတို့ရဲ့တရားအဟုန်တက်ကြွနေပုံဟာအားရစရာကောင်းလာပါလေ။ဒီကနေ့ခင်မာတော်ရွှေတကုံဇေရောမြကြီးရဲ့လုံတော်မြေကိုလှုပ်ရှားဆောင်ရွက်ကုသိုလ်တော်ဆက်ခဲ့ကြသလိုတာသနိကအဆောက်အုံတိုင်းနေရာတိုင်းကို ပြုပြင်မွမ်းမံတိစောက်ခဲ့တာကြောင့်

တဘာဝဘေးရန်ဖြစ်တဲ့ငလျင်တန်းတွေကိုလည်းအကြင်ငင်ခံခဲ့ရပါတယ်။ရွှေတကုံဇေဒီရင်းမြင့်တော်အရှိမြောက်တော်မှာကြောက်သားဇေဒီနှစ်စုကိုဖူးတွေ့ရမှာပါ။ထူးခြားတဲ့ဇေဒီတွေရဲ့လူရုပ်တရက်ထင်ရပေမယ့်တကယ်တော့တမိုင်းစဉ်တစ်လျှောက်မှာထူးထူးခြားခြားကြီးကျယ်ခမ်းနားစွာတင်လှူပူဇော်ခဲ့ကြတယ်။စင်ဖြူရှင်မင်းတရားကြီးနဲ့ဘဝရှင်မင်းလုံးမင်းတရားကြီးတို့ရဲ့စံပြူကြရမယ့်ရွှေထီးတော်ကြီးတွေရဲ့ပုံစံတွေကိုတည်ထားတာဖြစ်ပါတယ်။ အခုခါမှာတော့မင်းနှုံမင်းတရားကြီးတင်ထူခဲ့တဲ့ထီတော်ကိုငုံပြီးထီတော်ပုံစေးဒီပြလိုက်ကို1996ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာအောင်မြင်စွာတိဆောက်ပူဇော်နိုင်ခဲ့ပါတယ်ခရစ်နှစ်1880ခုနှစ်မှာမင်းနှုံမင်းတရားကြီးရဲ့ထီတော်တင်ပွဲကျင်းပနိုင်ခဲ့ခြင်းဟာရွှေတကုံစေးဒီတော်ကြီးကိုအကြောင်းပြုပြီးအထက်အောက်မြန်မာနိုင်ငံသားတိုင်းရင်းသားတို့စီးလုံးညီညွတ်ခဲ့ကြတယ်ဆိုတာ ဇေဒီရောရင်းမြစ်မောမှာခရစ်နှစ်1889ခုနှစ်ကကရားစော်ဘွားစောလဖို့တည်ထားခဲ့တဲ့ဇေဒီတဆူနဲ့ဇေဒီရောရင်းမြစ်မောကရှမ်းထီးကြီးတွေကတက်တည်ပြလိုနေပါတယ်။မြမလူအဖွဲ့စည်းကိုစီလုံးစေခဲ့ပြီးအာမန်ကိုပေးခဲ့တဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့စောင့်အုံနေတဲ့မှာကျမတို့ရဲ့လူမှုအဖုံမုံတို့ရောရှယ်ပေါင်းစုံရအစောက်အုံဖြစ်နေခြင်းကတော့ဇေဒီတော်ကြီးရဲ့ထူးခြားချက်ပါပဲ။ သာသနာတော်နှစ်2555ကောဇာတက်ကရင်1383ခုနှစ်တပေါင်းလာကတော့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်မှာစတင်ပူဇော်ခဲ့တဲ့ရွှေတကုံဇေဒီတော်မြတ်ကြီးဟာနှစ်ပေါင်း2600ပြည့်မြောက်ခဲ့ပါပြီ။ဒါကြောင့်လဲလင်းမြတ်ကောရောပူဇော်အပ်တဲ့ရွှေတကုံဇေဒီတော်မြတ်ကြီးနှစ်2600ပြည့်အထိမ်းမှဖြစ်2012ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပန်းမင်ပေါင်း9သိန်း4000ပူဇော်ခွဲကိုကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီလ23ရက်နေ့မှာလဲရွှေတကုန်းဈေးကြီးတော်မြက်ကြီးကိုလျှက်စစ်မိရောင်စုံထွန်းညီပူဇော်ပြီးရွှေတကုန်းဈေးကြီးတော်နှစ်2600ပြည့်ဗုဒ္ဓပူဇနီးယပွဲတော်ကိုကျင်းပခဲ့တယ်လို့ဖေဖော်ဝါရီလ25ရက်နေ့မှာတော့ဆရာတော်တန်ဃာတော်အပါ2600တို့ဟာရွှေတကုန်းဈေးကြီးတော်နှစ်2600ပြည့်ဗုဒ္ဓဘိတိကအနေကစားတင်တော်မူခဲ့ကြပါတယ်။ ဇေဒီရောကိုတိဆောက်ထားတဲ့ပြည်သူကလည်းရဟာဖူးမြော်သူတွေကိုအာယုံအမျိုးမျိုးရသအထွေထွေဖြစ်ပေါ်စေအောင်အားထုတ်ထားတာကိုတွေ့ရမှာပါပြစ်စရာတွေနဲ့ရှင်းမြောင်နေဟာအလျားလိုက်ပြင်းကြီးဖြစ်ပြီးဆင့်ဆင့်တက်ထားတဲ့အတွေ့ဒေါင်းလိုက်သဘောမက်ရက်သဘောတွေလည်းတက်ရောက်နေပါတယ်ရှင်းမြောင်ခုနန်းကျိုးတွေထွက်လာအောင်ဖန်တီးပုံဟာလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်ပြည်သူကပညာမှာဒေါင်းလိုက်မြင်းနဲ့အလျားလိုက်မြင်းမျိုးဟာအတိတ်ပဲဆောင်းနေရှိပါတယ် ရွှေတကုံစည်းတီတော်ကြီးမှာဘိသူကလက်ရာကောင်းအင်္ဂါတရက်ပေါ်လွင်နေရခြင်းကတော့တက်ကြွခြင်းဆိုတဲ့ဝိရဒက်ကိုစောင်းတဲ့ဒေါန်လိုက်မြင်းနဲ့တင်းငင်းခြင်းဆိုတဲ့တန်တာတက်ကိုစောင်းတဲ့အလျားလိုက်မြင်းတို့ရဲ့အချိုးအစားကိုတင့်မြအောင်ပေါင်းဆက်ဖော်ဆောင်ထားခြင်းကြောင့်ပဲဖြစ်ပါတယ်။အမှုပညာပုံတရံအနေနဲ့အဆောက်အုံနဲ့အလင်းကားဆိုပြီးအပိုင်းနှစ်ပိုင်းရှိရမှာပြစ်စရာပိုင်းခေါင်းလောင်းပိုင်းတပိတ်မောက်ပိုင်း ဖောင်းရည်ပိုင်းကြာမောက်ရွဲနယ်ကြာလန်ပိုင်းတို့ရဲ့အချိုးအစားပြည့်ပြည့်မှုကို အဆောက်အုံပိုင်းတို့စိုးနိုင်ပါတယ်အပြောက်အမှုန်တွေဖြစ်ကြတယ်ဘဒုံမာကြာတန်းခါးစီဘလူးပန်းဆွဲတန်းစတာတွေကိုတော့အလင်ကားလို့စိုးနိုင်ပါတယ်အဆောက်အုံကတော့အခရာပါပဲဇေဒီတော်ရဲ့အဆောက်အုံနဲ့အလင်ကားတွေဟာအချိုးညင်ညီပြည့်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 ဖွဲ့စည်းဖြစ်ပေါ်နေတဲ့အတွက်တကယ်အမှုပညာမြောက်တွေပြီးသူကလက်ရပါလားလို့ဖူးမြင်ရသူတိုင်း အံ့ဩမဆုံးဖြစ်ကြရတာဖြစ်ပါတယ်။လက်ရအစိပ်ပိုင်းအမျိုးမျိုးကိုအချိုးကျကျပေါင်းဆက်ထားနိုင်တဲ့အတွေ့ဈေးဒီတော်မှာတည်ငြိမ်ခြင်းတက်ကြွခြင်းကြံ့ခိုင်ခြင်းတိမ်မွေခြင်းပြည့်ဖြိုးခြင်းတွယ်လျာခြင်းသဘောတွေကိုတလုံးတစည်းနဲ့တွေ့မြင်နိုင်ပါတယ်။မြင်မာတဲ့ဉာဏ်တော်ရှိပေမဲ့လေဇေဒီတော်ကြီးဟာပြည့်ပြည့်တဲ့အချိုးစစ်တွေကြောင့်ကြီးညိုစရာ ကောင်းလာပါလေ။ဇေဒီတော်တစ်စုလုံးကိုဖူးရတဲ့အခါတိုင်းပြီးပြည့်စုံပြီးလည်းဟာမြောက်တဲ့အင်္ဂါတွေကြောင့် အားရရှင်လန်းခြင်းအေးချမ်းခြင်းပိတိဖြစ်လို့တရားကြီးညိုခြင်းတွေပွားများလာပါတယ်ကျန်ကုန်ကြောင်းပြောမယ်ဆိုရင်ရွှေတကုံဇေဒီတော်မြတ်ကြီးမပိုင်မပြည့်စုံသလိုရွှေတကုံဇေဒီတော်မြတ်ကြီးအကြောင်းပြောမယ်ဆိုရင်လည်းအရန်သာသနာအဆောက်အဦနေအကြောင်းတစိုက်တရေသားမှမပိုင်မပြည့်စုံပါဘူး။ဒါကြောင့် ရွှေတကုံဇေဒီတော်မြတ်ကြီးရဲ့တင်လျှမ်းမှုကိုဖြည့်စွမ်းပြုနေတဲ့အရန်သာသနာအဆောက်အဦနဲ့ပတ်သက်ပြီးတင်ပြရမယ်ဆိုရင်တော့ရွှေတကုံဇေဒီတော်ပြည့်စရာပန်းတင်ကုန်းမှာ15ရာစုနောက်ဗညာရန်စီမင်းလက်ထက်ကတက်တော်48နှစ်မြောက်တက်စီအလှူအဖြစ်ဇေဒီယံနေစတင်နေရာယူတည်ထားခဲ့ပြီး ကုန်းမောင်ခင်နှောင်း၁၉ရာစုနှောင်းပိုင်းကိုရောက်တဲ့အခါမှာတော့68စုအထိတိုးပွားလာတာဟာဒီကနေ့တန်အောင်ပါပဲ။ဇေဒီယန်68စုထဲမှာမုတ်ဦးဇေဒီ၄စု၊ဓာတ်ဇေဒီ၄စုနဲ့ပတ်လည်ဇေဒီယန်အစု60ပါဝင်ပြီးမုတ်ဦးဇေဒီ၄စုကတော့ကျန်အရန်ဇေဒီတွေထက်ကိုလုံးတော်နဲ့ညံတော်ကြီးမားပါတယ်။ပနက်တော်အနေနဲ့ကတော့တောင်နဲ့မြောက်မုတ်ဦးဇေဒီနှစ်စုတည်းကသာ စတူယန်ပနက်ခံဇေဒီဖြစ်ပြီး ကြံမုံဦးနဲ့အရန်စည်ဒီတွေအားလုံးကတော့ရှင်းမျက်နာချပြီးတိဆောက်ပူဇော်ထားတဲ့စည်ဒီတွေဖြစ်ပါတယ်။ထပ်ပစ်စရာပန်းတင်ကုန်နဲ့ဖနက်တော်ပတ်လေစည်ဒီအထွတ်တင်အုပ်ကူပြတ်တက်ဒီကြမှာရွှေပန်းဦးငွေပန်းဦးရွှေပန်းကိုင်ငွေပန်းကိုင်လေးဟာရွှေတကုံစည်ဒီတော်ပတ်လေမှာအခိုင်၄၀ကျော် ရှိပါတယ်။အုပ်အင်္ဂလီတွေနဲ့မွမ်းမံထားတဲ့ပလင်းထက်ကအင်္ဂလီပန်းဦးထဲမှာ တန်ပန်းကန်လေးကိုရွှေငွေအစင်းပြူစိုက်ထူပြီးရွှေတကုံဇေဒီတော်ကိုထာဝရပန်းကန်ဆက်ကလှူဒန်းလာတာဖြစ်ပါတယ်။ထီးပန်းလို့ခေါ်ကြတယ်လို့ထီးတော်ပုံပန်းဇေဒီတို့လည်းခေါ်ကြပါတယ်။ ရွှေဒဂုံဇေဒီဖနက်တော်ပတ်လည်မှာတည်ထားတဲ့ဇေဒီအထွတ်တင်အုတ်ဂူပြတ်သက်အစု80ကျော်ရဲ့အစုတိုင်းမှာတော့ကြောက်စင်းသူတော်တစုကနေ9စုအထိကိန်းဝတ်စံပယ်လျက်ရှိပါတယ်။စင်းသူတော်ကြီးတွေမှာအစုတိုင်းဟာထက်ဝယ်ဖွက်ခွေလက်ရလက်တော်မြေထီနေတဲ့ဘူမိပတ္တရာမုဒ္ဒရာကြီးပဲဖြစ်ပါတယ်။စင်းသူတော်အငယ်တွေကတော့ ဘူမိပဒရာမုဒရာနိဟံအပြင်ဒေသစာရေးကြွချီဟံမရက်တော်လေးလည်းပါဝင်ပါတယ်ရှင်မြင်တော်ပေါ်မှာမတိသူမရှိသလောက်ရှားတဲ့ဇီးဒီတစုကတော့နောင်တော်ကြီးဇီးဒီပါ။နောင်တော်ကြီးဇီးဒီတည်ထားရနေရာဟာစံတော်ရှစ်စုပင့်ဆောင်လာစဉ်ကခိတ္တကိန်းဝတ်စံပယ်တော်မူခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါဗါတယ်။နောင်တော်ကြီးဇီးဒီနဲ့ပတ်သက်ပြီးအမျိုးမျိုးသောအဆိုအမိန့်တွေရှိခဲ့ပါဗါတယ်။ 16ရာစုနှောင်းလောက်ကဘယ်လိုဘွဲ့အမည်နဲ့ခေါ်ဝေါ်ခဲ့တယ်ဆိုတာကိုမသိရပါဘဲလေအဲ့ဒီအချိန်ကလေးကဒီစည်တီတော်ကိုတီတော်မူခဲ့တယ်လို့သိရပါတယ်တောင်ငုံမင်းဆက်ဘင်းအောင်ရဲ့သားတော်ငါးစုဒါရကအနန္ဒဘရင်လက်ထက်ကလေးကဒီစည်တော်ကြီးတိဆောက်ထားပြီးဖြစ်တယ်လို့မှတ်သားရပါတယ်နောင်တော်ကြီးဇေဒီဟာရွှေတကုံဇေဒီတော်ထက်သေးငယ်ပေမဲ့လေအခြားအခြားသောအရန်ဇေဒီတော်တွေထက်ကြီးမားထင်ရှားတဲ့ဇေဒီတစုဖြစ်ပါတယ် ောင်တော်ကြီးစီဒီကိုဖူးမြော်ပြီးလို့မြောက်ဖက်စင်းညံရှိရာကိုရှောက်လာမယ်ဆိုရင်တော့မြောက်ဖက်အာယုံကန်တစောင်းနဲ့မျက်နှချင်းဆိုင်လက်ရဘက်မှာစံတော်ရင်းတစောင်းရှိပါတယ်။ဇေဒီတော်တီစင်ကစံတော်တွေကိုစေးကြောတဲ့တွင်းဖြစ်တယ်လို့မှတ်သားရပါတယ်။တစောင်းထဲမှာတော့အုတ်ပြတ်သက်ဇေဒီတစုရှိပါတယ်။စံတော်ရင်းကရေဟာအေရရီမြင့်နဲ့တကြောတယ်ဖြစ်လို့ရေတဲ့ရေကြရှိတိုင်းစံတော်ရင်းမှာလည်းအတက်အကျရှိတယ်လို့မှတ်သားရပါတယ်။ ွှေတကုံစီရီတော်ရဲ့အရှိမြောက်တော့နောင်တော်ကြီးစီရီတော်အလွန်အဆောက်အုံနဲ့တည်ရှိနေတဲ့ကြောက်စာတိုင်းကြီးသုံးချက်ကတော့ပါဠိမွန်မြန်မာသုံးပါးသာပါဝင်တဲ့ကြောက်စာဖြစ်ပါတယ်။ဓမ္မစီရီမင်းလက်ထက်ခရစ်နှစ်1484ခုနှစ်မှာရေးထိုးထားခဲ့တဲ့ရွှေတကုံစီရီတော်ကြီးကောင်းမှုတော်တမိုင်းစဉ်ကိုကပီးတင်ခဲ့တဲ့ကြောက်စာဖြစ်ပြီးဓမ္မစီရီကြောက်စာလို့အမည်တွင်တာဖြစ်ပါတယ်။ ရွှေတကုံဇေဒီတော်ကြီးရဲ့အနောက်မြောက်ရာဟုတော်မှာတော့တတ္တဒါနအဖြစ်တစောင်းနဲ့တကွာတင်းနှူထားတဲ့ခေါင်းလောင်းဟာမြမတမိုင်းမှာအေးပါလာတဲ့မဟာကန္နာဘွဲတော်ရစင်ကူမင်းခေါင်းလောင်းတော်ကြီးပဲဖြစ်ပါတယ်။ခမဲတော်စင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာသွန်လုပ်ခဲ့ပေမယ်။စင်ကူမင်းလက်ထက်မှာမှပြီးစီးလှူဒန်းခဲ့တဲ့အတွေ့စင်ကူမင်းခေါင်းလောင်းရဲ့လူလူသိများတာဖြစ်ပါတယ်။ဒီခေါင်းလောင်းတော်ကြီးကို1824ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ ရွှေတဂုံကုန်းတော်ကိုတင်ဖက်ခဲ့တဲ့အင်္ဂလိပ်တရားအောင်ပွဲအထိမ်းမှတ်ဖြစ်၎င်းတို့နိုင်ငံကိုယူဆောင်ရမှာမြစ်အတွင်းကိုကျသွားခဲ့တဲ့အတွက်စစ်ပွဲပြီးမှာတော့မြမာတို့ကပြန်လဲဆယ်ယူပြီး1826ခုနှစ်မှာမူလရှင်ရင်းစွဲနေရာကိုပြန်လဲပို့ဆောင်ထားတာဖြစ်ပါတယ်။ခေါင်းလောင်းတော်ကြီးဟာကျေးစင်ပိတ်တာ15555ရှိပြီးခေါင်းလောင်းတော်စာရအချင်း9000အမြင့်9000နှစ်မိုက်လုံးပတ်15000 အထူးနှမိုက်နဲ့ငားသစ်ရှိတယ်လို့မှတ်သားရပါတယ်မြမအုပ်ဆောင်ဖြစ်တဲ့ဇေဒီတော်ကြီးကိုဗုဒ္ဓဘာသာဝင်မြမလူမျိုးတွေသာမကနိုင်ငံတကာမှဗုဒ္ဓဘာသာဝင်တွေအခြားအခြားသောဘာသာဝင်တွေကလည်း ဇေရီရောမြတ်ကြီးရဲ့တကိုးတော်ဂုံတရင်ကြီးမှုနဲ့ဘိသူကလက်ရာတွေကိုမပြတ်တမ်းလာရောက်လည်လာကြတာကိုဂုံယူပွဲတွေ့ကြရမှာပါ။ပြည်ပနိုင်ငံဘောလုံးအသင်းဖြစ်တဲ့လက်စတာအသင်းသားတွေတောင်မှာအဲအရှာဆင်လုံးကားလေးရင်နဲ့မြန်မာနိုင်ငံကိုနေချင်းညာလာရောက်ပြီးတော့ရွှေတကုံဇေရီရောမြတ်ကြီးရဲ့အောင်မြင်ကိုနင်းခဲ့ကြတာဟာလေဇေရီရောမြတ်ကြီးရဲ့ထူးခြားတဲ့တကိုးတော်ကိုတက်ဝင်ယုံကြည်မှုကြောင့်ပဲမဟုတ်ပါလားရှင်။ ွှေတကုံဇေဒီတော်ကြီးသည်ဗုဒ္ဓဤခိုင်မာသောတည်သည်ဓမ္မကိုမြင်ရန်မြတ်ဖျားထားခဲ့သောအမွေဖြစ်တဲ့အတွက်ကောင်းမှုပြည့်စုံရွှေတကုံရိပ်ဝဲနိဗ္ဗာန်ရောက်ကြောင်းစုချွေတောင်းနေရန်အာယုံညွန်ဖူးကုသိုလ်တို့တွင်စုခိုးပွားများနိုင်ကြစေရန်စိတ်ရည်တမ်းလို့မှတ်တမ်းအတွင် တင်ပြလိုက်ရပါရဲ့ရှင်